အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်တို့ဒီစင်ဂီတာလေးတွေရဲ့အတန်လေးတွေပေါ့နော်ဒါလေးကို ကျွန်တော်တို့အတူတူလေ့လာကြပါမယ်ပထမအဆုံးစင်ဂီတာလေးဒါလေးပေါ့နော်ခြေလေးနဲ့အနောက်ကငမားချိတ်ပုံစံမျိုးလေးကောက်ကလေးပေါ့နော်အဲအဲ့ဒီစင်ဂီတာလေးဒီအများစုမှာ CH အဲ့ဒီ letters လေးနှလုံးမှာဆိုရင်အများစုအတန်ထွက်ပါတယ်ဘလို့အတန်လေးလဲဆိုရင် အဲ့ဒီတန်လေးပေါ့နော် flight dot ceg as is chase အတန်လေးဖြစ်ပါလေ okay တရားရောက်ကိုကျွန်တော်တို့လမ်းခေါ်တဲ့ပုံစံမျိုးအဲ့ဒီအတန်လေးဖြစ်ပါဒါပေမဲ့ကျွန်တော်တို့ဒီအများစုကိုပဲမှတ်လို့ရပါမယ် ch နဲ့တွေ့တိုင်းထွက်လို့ရလားဆိုတော့အများစုဒီထွက်လို့ရပါတယ်ဒါပေမဲ့တချို့သောစကားလုံးမျိုးဥပမာဒီလိုစကားလုံးမျိုး ကျွန်တော်တို့ပြောကြတယ်ချီခါဂိုဆိုပြီးတော့မြန်မာလိုလည်းပြောကြတယ်ပေါ့နော်အဲ့လိုစကားလုံးလေးမှာဆိုရင်တကယ်တကယ်သူ့ရဲ့အသံထွက်လေးက SH အသံလေးနဲ့ထွက်ပါတယ် CH နေရာမှာပေါ့နော်အဲ့တော့ချီကာဂိုလို့မထွက်ဘဲနဲ့ချီကာဂိုဆိုတဲ့အသံလေးနဲ့ထွက်ပါတယ်ဒါလေးတွေတော့ချွင်းချက်လေးတွေရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီအများစုကိုပဲမှတ်ထားပါမယ်အများစုဒီဒီထီလေးနဲ့ငမြားကြီးပုံစံမျိုးလေးဆိုရင်အဲ့ဒီအသံလေးထွက်ပါတယ် ဒါဆိုရင်ကျွန်တော်တို့ပထမဦးဆုံးဒီမှာစာကြောင်းလေးရေးထားတဲ့ဟာမှာ CH နေရာမှာဒါလေးကိုကျွန်တော်တို့လေ့ကျင့်ကြည့်အောင် Chers is Chinese not French အဲ့တော့ CH ပြထားတဲ့နေရာလေးတွေမှာကျွန်တော်တို့အတန်လေးတွေနဲ့ထွက်ပြီးတော့လေ့ကျင့်မယ်ဆိုရင်ဖြင့်မိတ်ဆွေတို့ရဲ့အတန်လေးတွေမှန်လာမယ်ပြီးတော့ဒီ CH လေးနဲ့တွဲပြီးတော့လေအခုပြထားတဲ့သင်္ကေတလေးကိုလည်းမှတ်မိသွားမှာဖြစ်ပါတယ် ဒါဆိုရင်ကျွန်တော်တို့ထွက်ပြီးတော့လေ့ကျင့်ကြည့်ပါ Chairs is Chinese not French teach အတန်းလေးပေါ့နော် Okay ဒါလေးလေ့ကျင့်ပါမြန်မာလေ့ကျင့်ပါစာကြောင်းလေးကို Okay နောက်တစ်ခုကတော့ကျွန်တော်တို့ဒီမှာမြန်မာကျိပုံစံမျိုးလေးပေါ့ဟဲအကောက်ကလေးပေါ့နော်အဲအဲ့ဒီအားလေးကို ကျွန်တော်တို့ဘာသာနဲ့ထွက်လဲဆိုတော့ sh ရဲ့အတန်ပါအများစုထွက်ပါလေ။ဒါခါလေးကြရင် hu to do ni ဆိုတဲ့ အဲအဲ့ဒီပုံစံ SH အတန်လေးဖြစ်ပါတယ်အဲ့တော့ CH ရဲ့ SH ရဲ့အတန်လေးဒီအပေါ်ပဲလာပါတယ်ဒါလေးကိုဒီစကလုံးလေးကိုထွက်လိုက်မှဆိုရင် show show အဲ့ဒီတန်လေးဖြစ်ပါတယ်ဒါဆိုရင် ကျွန်တော်တို့ SH ရဲ့နေရာမှာအတန်လေးနဲ့ကြိုးစားပြီးတော့ထွက်ကြည့်ပါ she's turkish or russian i'm not sure okay ဒါဆိုရင် SH အတန်ထွက်တဲ့နေရာလေးတွေပေါ့နော်နောက်ပြီးတော့ SS နေရာမှာလည်း SH ရဲ့အတန်လေးထွက်ပါတယ်အဲ့ဒီ SH ဆိုရာလေးရဲ့ပြီးရင်တင်ဂီတာလေးရဲ့တွဲမှတ်လိုက်ပြီးတော့ဒီစာကြောင်းလေးကိုထက်ခါထက်ခါလေ့ကျင့်လိုက်ရင်မိတ်ဆွေတို့အဲ့ဒီအတန်လေးကိုရတော့မှာဖြစ်ပါတယ်ဒါဆိုပြန်ထွက်ကြည့်ပါ cheese turkish or russian i'm not sure okay okay နောက်တစ်ခုတင်ဂီတာလေးရတော့ဒီမှာ ဒီလေးနဲ့ဘေးနာကတုံးလို့လို့လေးကတ်ထားတာပေါ့နော်အဲ့ဒီရဲ့အတန်တွက်တင်ဂီတာလေးကဘာလို့ပြလဲဆိုရင် J J ရဲ့အတန်လေးကိုပြပါတယ်ထွက်မယ်ဆိုရင် J ရဲ့အတန်လေးကဒီလေဘေးနာလေးကလာပါတယ်ထွက်ကြည့်လိုက်တော့ J J ဒီစလုံးလေးကိုကျွန်တော်တို့ပေါင်းပြီးတော့ထွက်လိုက်မယ်ဆိုရင် J A Z Z J အတန်လေးဖြစ်ပါတယ် J Okay နော် ဒါဆိုရင်ကျွန်တော်တို့ဒီသင်္ကေတလေးကိုမှတ်ထားပါ J ဒန်အများစုထွက်တယ်ဆိုတော့မှတ်ထားပြီးတော့သင်္ကေတလေးမှတ်ထားရင်ねဒါဆိုရင်အဲ့ဒီ J J အတန်ထွက်တဲ့စာကြောင်းလေးတွေကြည့်အောင် We German and their Japanese We German and their Japanese ဒီနေရာမှာဆိုရင် J J အတန်လေးတွေထွက်တဲ့စကားလုံးလေးတွေဖြစ်ပါတယ်ဒါဆိုရင် အဲ့ဒီအတန်လေးတွေနဲ့တင်ဂီတာလေးတွေကိုဘေ့စ်လိုမှတ်ပြီးတော့ဒီစာကြောင်းလေးတွေကိုလေ့ကျင့်လိုက်မယ်ဆိုရင်အတန်တော်လေးတွေစနစ်တကျဖြစ်လာမှာဖြစ်ပါတယ်